ဆရာမင်္ဂလာပါ မင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ဆရာနာမည်ကတော့ဆရာထူးထူးဖြစ်ပါတယ်ဖအန်ကနေလာတာဖြစ်ပါလေအဆရာကဖျားကြီးမြို့ကို ရောက်တဲ့အချိန်မှာကျွန်မကလည်းပေါ့နော်ဟောဆရာနဲ့တွေ့တဲ့အခါမှာသိချင်တာလေးတွေအဲကျွန်မကဲသူပဲပေါ့နော်အာဒီကမမအရောက်ချစ်စီတိုင်းကိုလည်းသိစေချင်တဲ့အခါမှာဆရာကိုမေးဖို့လေးတွေနည်းနည်းမေးချင်တာပေါ့နော်ဆရာနော်မေးရတယ်မေးဟုတ်ကဲ့ဆရာ ျွန်တော်တို့ယုံကြည်သူခရီးရန်တွေတော်တော်များများကဆရာရဲ့ချဲထိုးနေတာတွေ့ရတယ်။အာမြန်မာတီကြီးတွေလည်းထိုးတာတွေ့ရတယ်ပေါ့နော်။ဒီချဲထိုးတီထိုးလောင်ကစားလုပ်တဲ့အဲအရာတွေကပေါ့နော်။ဘုရားသခင်ရဲ့အရှိမဘလို့ဖြစ်လဲ။ဘုရားကဒီအလုပ်တွေကိုအားပေးလားပေါ့နော်။အော်ဆိုတဲ့အရာလေးပေါ့နော်။နောက်တစ်ခုတစ်ဆက်ထည့်ပေးမိလိုက်မယ်နော်။ဆရာနောက်ထပ်တစ်ခုကကြတော့အော်အရက်တောက်တဲ့ခရီးရန်၊စလိတ်တောက်တဲ့ခရီးရန်၊ကွန်ဆာတဲ့ခရီးရန်ပေါ့နော်။ဒီလို အရာတွေလှုပ်တာတွေကိုဘုရားကကြိုက်လားဘောနော်တချို့စီးပွားရေးတွေဆိုလို့ရှင်လဲဆရာရဲ့ဒီအရက်ရောင်းတဲ့စီးပွားရေးလုပ်ငန်းတွေဆလိတ်ရောင်းတဲ့ပွင့်ရဆိုင်ဖွင့်တဲ့တချို့ခရီးရန်တွေဆိုလို့ရှင်လဲ KTV တွေစားတောက်ဆိုင်တွေနဲ့အရက်ဆိုင်တွေဖွင့်ထားတဲ့ခရီးရန်တွေလည်းရှိတယ်ဘောနော်ဒီလုပ်ငန်းတွေရောဘုရားသခင်ကြိုက်လားဘောနော်ဘုရားကအားပေးလားဘောနော်လို့ ကျန်းစာမှာဖော်ပြထားလဲဆိုတဲ့အရာလေးကိုလည်းဆရာရှင်းပြပေးပါအောင်ကျွန်တော်ချဲထိုးတယ်ဟောအလောင်းစားလုပ်တယ်တရားပြအလောင်းစားပေါ့နော်တော့ရဲ့ကျွန်တော်တိတိတော့ကျွန်တော်ဖားလို့မှာကျွန်တော်တစ်ခေါက်ရောက်သွားတဲ့ခါပေါ်မှာအဲ့ဒီအိမ်မှာဘုရားရှိခိုးနေတဲ့အမျိုးသမီးကတယောက်မိတယ်ကျွန်မချဲရောင်းတယ်ရောင်းတယ်ဆိုတာကဖျားကြိုက်လားတဲ့နော်ချဲတဲ့ထိုးတဲ့ရောင်းလဲရောင်းလဲကြိုက်လားတဲ့ဟုတ်ပြီလို့ ဖျားကြိုက်လားမကြိုက်လားတော့အတာနေလို့ရဲစခန်းကိုငါဖုံးစစ်ကြည့်မယ်လို့ဟာမဖမ်းမဖြစ်နေပါတော့ဆက်လိုက်မယ်ဆိုရင်ရဲဖမ်းမယ်ပေါ့လေလူတော်မှမကြိုက်ဘူးဆိုတော့ဖျားဆိုတော့ဝေးတော်ဘူးပေါ့တုတ်တန်ကြားခိုင်း၂၈ခန်း၂၀မှာတစ္ဆာဆောက်တော်သူဒီကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝလေးကြီးဝေရတခြင်းကအလှည့်မြတ်ပြုတော်သူဒီအပြစ်နဲ့မလို့ရတော်ကြောင့်ကျွန်တော်ကပတ်စံလူချင်းတယ်နော်အခက်အခဲပြဿနာဖြစ်နေတယ်ဝေလူအနေနဲ့ငါချေးရောင်းရင်တော့ငါအတွက် เนาะအရှင်ပြည်မဲ့ထင်လို့ချဲရောက်ကြတယ်။ငါချဲထိုးလိုက်ရင်တော့ချဲပေါက်သွားရင်တော့လက်တော့အရှင်ပြည်မဲ့လို့ချဲတွေထိုးကြတယ်။ဒါကယနေ့မတမာရဲ့ဘောနော်လုံးရတဲ့ပတ်စံဖြစ်တဲ့ကြောင့်ဒီပတ်စံကအမင်္ဂလာဖြစ်တယ်။နောက်တချို့ကစမ်းစာလာတယ်နော်တုတ်တာကြခိုင်း23ခန်းကလေးမှာငွေရတခြင်းကမကြိုးစားနဲ့ကိုညံကိုအပြီးပြုနေငွေရဖို့တဲ့မကြိုးစားနဲ့ကိုညံနဲ့အပြီးပြုပြီးတော့ကျွန်တော်ငွေကိုမစားနဲ့တချို့က မူရစီဝါတွေရောင်းတယ်မူရစီဝါရောင်းအဆင်ပြေတယ်တော့ဒီမူရစီဝါရောင်းလို့ရတဲ့ပတ်စံကငါ့အတွက်ဖျားပေးတယ်လို့တချို့ကကျေးဇူးတော်ချင်မောတယ်ကျောင်းတစ်ခါပို့ဖို့ပါပေါ့နော်အဲကျေးဇူးတော်ချင်မောတယ်ကျောင်းလာပါကျေးဇူးတော်ချင်မောမယ်လို့လာဖိတ်တယ်ကျောင်းမေဘာကျေးဇူးတော်ချင်မောမှလည်းနော်ဝင်းနေလားဘာလဲဘာလဲမဟုတ်ဘူးချဲပေါက်လို့ချဲပေါက်တယ်ဆိုရင်ကမလာဘူးလို့နော်ဒါကြောင့်ဒီနေ့ချဲပေါက်တာဖျားပေးတာမဟုတ်ဘူးဒါကိုကျွန်တော်ခွဲခွဲခြားခြားနားလည်ဖို့လိုတယ် အနောက်တစ်ယောက်ကတော့ကျွန်တော်သူ့ရဲ့မိဘတွေကအရက်ရောင်းတယ်။ဒီသူကတော့အရက်ဆွဲပြီးကျော်မေးကြော်သူကသူ့အဖေမိရှိတာရှိတယ်တဲ့။နေအဖေမိဘလို့လဲကျွန်တော်အဖေမိကတဲ့အရက်ရောင်းတယ်တဲ့နော်။ဒါကြောင့်သူ့အဖေမိအရက်ရောင်းတယ်တခြားလူတွေအရက်လာတောက်တယ်အရက်တွေဆွဲကုန်တယ်။တော့အဲ့ဒီအကျိုးဆက်ကသူ့ရဲ့သားသူ့ရောသားကအခုအရက်ပြတ်လို့မရအရက်ကြောင်တာဖြစ်တယ်။ဒါကြောင့်ဒီမူရီရှိဝါနော်ရောင်းစားတဲ့အလုပ်မကောင်းတဲ့အရာမှန်သမျှက ကျွန်တော်ကိုးကွယ်တဲ့ဘုရားကတန့်စင်တဲ့ဘုရားဖြစ်တယ်နော်မတန့်စင်တဲ့အရာတွေနဲ့ကောင်းကြီးပေးတာမဟုတ်ဘူးကြောက်ဝူပြူကကြခိုင်း20ခန်းငယ်ခုနှစ်မှာတင်းဤဘုရားသခင်ထာဝရဘုရားတန့်စင်တင်းတို့ဒီကိုးတန့်စင်ခြင်းရှိကြလို့ကျွန်တော်တို့အသက်တာမှာတန့်စင်ဖို့ဘုရားကလိုချင်တယ်အဲကျွန်တော်နှစ်ကောအာ69ပါ69ပါတော့နော်။ဘာပြောဆိုမစင်ကြေသောအရာကိုတက်နေမြတ်မတွေ့နဲ့ထို့သူပြုနေတဲ့ငါလက်ခံပြီးတင်တို့ဖပြင်း ငါဒီအနန္တကိုယ်နဲ့ပြည့်စုံလို့ထာဝရဖျားမိတော်မူတော့ဖျားရင်ကြောင့်မစင်ကြေတဲ့အရာကိုကန်ဖို့နေတာလက်နဲ့သွားမတွေ့နဲ့ဒါကြောင့်ရင်းဒီကျွန်တော်ကဖျားသားဖြစ်တဲ့ကြောင့်လောကသားတွေမဟုတ်ဘူးဒါကြောင့်ဖျားသားဖြစ်တဲ့ကြောင့်ဒီမစင်ကြေတဲ့မတန့်စင်တဲ့အလုပ်ငန်းတွေတော့ဈေးရောင်းတာတို့ကျွန်တော်ကမူကြီးစီဝါရောင်းတာတို့ကိုင်းရရောင်းတာတို့စစ်လေးရောင်းတာတို့ ဟိုအဲ့ဒီအရာတွေနဲ့ကျွန်တော်စီးပွားရေးလုပ်လို့မရဘူးအဲ့ဒီအရာတွေကိုလည်းအိမ်မှာထားလို့မရတင့်အိမ်မှာဒူးဆက်ကိုဖယ်ရှားလေးဆွေးကိုမြေမှုတ်ကဲ့သို့လို့ကောင်းတင့်အိမ်မှာမကောင်းတဲ့ဒူးဆက်တွေကိုရေးတင်ကထားလို့မရဖျားသားဖျားသခင်ကိုယုံကြည်တဲ့လက်ခံယုံကြည်တဲ့ဖျားသခင်ရဲ့သားသမီးအိမ်မှာဖျားသခင်ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ခုနတော့ကရေကွန်ရဆလေးတို့နော်ခုနအရက်တို့အချဲတို့ အဲ့ဒီအရာတွေကိုလုံးဝထားလို့မရအတ္တကကြေကြီးအမင်္ဂလာဖြစ်တယ်အဲ့ဒီအရာကယနေ့ဇာတမဏရလက်နဲ့ဖြစ်တယ်ဒါကြောင့်မို့ယနေ့ဖျားသားနဲ့လုံးဝမဆန်ဘူးဒါကြောင့်လုံးဝရောင်းလို့လည်းမရဘူးထိုးလို့လည်းမရဘူးတင့်ရတက်တာမှာမိမိစိုက်သည့်တိုင်းရရမှာဖြစ်တယ်တော့ကိုလှုပ်တဲ့အရာတိုင်းအဖိုးခောက်ကိုကိုပြန်ပေးရမှာဖြစ်တဲ့ကြောင့်ဒီအရာကဖျားနဲ့မသက်ဆိုင်ဘူးဖျားသားနဲ့မဆန်ဘူးဒါကြောင့်မို့လုံးဝရောင်းလို့လည်းမရဘူးသုံးဆွဲလို့လည်းမရဘူးဖြစ်တယ်တော့ဒီနေ့ကျွန်တော်တို့ခု အရက်တောက်တဲ့အခုခေတ်စားနေအရက်တွေတောက်တယ်အကိုးရာတွေစားတယ်အဘီယာတွေတောက်တယ်အခုဆိုမိန်းကလေးတွေစားဘီယာတွေတောက်တယ်နော်တော့ကျွန်တော်အသက်တာပေါ်မှာကျွန်တော်ကဘုဒ္ဓသားလေနော်ဖျားအခင်ဖြစ်ပွားစီတော်မူသောသူဒီတဲ့မိမိကိုယ်ကိုမိမိဆောက်တာဆောက်ဆောက်တိုက်နော်တိရောငါဆစ်ဆစ်မှာနော်ဖျားခင်သားဖြစ်သည်မြတ်တော်မိမိကိုယ်ကိုမိမိဆောက်ဆောက်တိုက်တော့ကျွန်တော်ကဖျားသားဖြစ်တယ်ဖျားသားဖြစ်တဲ့ကြောင့်ဒီမူရစီဝါဒီတီတေရဲနဲ့ကျွန်တော်နဲ့ဆိုင်လား ယနေ့ကျွန်တော်ရဲ့သခင်ကဘယ်လိုလဲပြန်စဉ်းစားပါကျွန်တော်ရဲ့ဖခင်သခင်ကတန့်စင်တဲ့ဖခင်သခင်ဖြစ်တယ်အဲတော့ကျွန်တော်သခင်ကဘယ်ရလဲကျွန်တော်သခင်ကကျွန်တော်မလုပ်ပဲမနေနိုင်ဘူးခုကျွန်တော်အရက်တော့လို့တော့အရက်မတော့ပဲမနေနိုင်ဘူးကျွန်တော်ဆဲလိမတော့ပဲမနေနိုင်ဘူးအကျွန်တော်ကိုင်းရမစားပဲမနေနိုင်ဘူးအဲတော့ခုကျွန်တော်ကအာယနေ့ဘာလဲအာဖုံးမကြည့်ပဲမနေနိုင်ဘူးအဲ့ဒီအရာတွေကတင့်ရဲ့သခင်ပဲလူကိုနိုင်သောအရာကလူသခင်ပဲ ဟုတ်နော်အဲဒါကြောင့်ဒီနေ့ကျွန်တော်ကအရက်မတော့ပဲမနေနိုင်ဘူးတင့်တခင်ကအရက်ဖြစ်တယ်ကျွန်တော်ကစရိမတော့ပဲမနေနိုင်ဘူးတင့်တခင်ကစရိဖြစ်တယ်အကိုရမစားပဲမနေနိုင်ဘူးတင့်တခင်ဖြစ်တယ်ဘာလို့တင့်တခင်ကတင့်ကိုပါခိုင်းတယ်သမင်းစားပြီးရင်ကိုရစားကြအဝေးကြီးသွားပြီးတော့ဝယ်ရတယ်မဝယ်နိုင်ဘူးဆိုရင်သူများစီမှာတောင်းစားရတယ်အကိုရတရာလောက်အစရိတစ်ပွာလောက်အရက်တစ်ခွဲလောက်နော်တောင်းစားတောင်းတော့ပဲဒါကြောင့်မို့ယနေ့

မကောင်းမှတိတယ်တောက်တယ်မကောင်းမှတိတယ်လှုပ်တယ်မကောင်းမှတိတယ်ပြောတယ်အဲ့ဒါကခွေးတဲ့ခွေးကမကောင်းလို့အံထုတ်လိုက်အံပေါက်ပြန်ရက်တယ်နော်အံပေါက်ပြန်စားတယ်ကျွန်တော်လည်းတက်တာပေါ်မှာဩဆယ်လီကမကောင်းဘူးနော်တောက်တယ်ခွေးပဲအရက်ကမကောင်းဘူးဖြတ်လိုက်တယ်ပြန်တောက်တယ်ခွေးပဲကိုးရကမကောင်းဘူးစားတယ်ခွေးပဲနော်အကျော်ကျော်အုပ်ဆူနေတယ်ကျော်ကန်တယ်အမြဲတမ်းကျော်ကဟာဖိုးကဒါကအမြဲတမ်းကြည်မကောင်းဘူး တော့ကျွန်တော်အချိန်နဲ့ဖုန်းကုတ်ဖုန်းနဲ့မနော်အချိန်ကုန်နေတယ်။ဩကျွန်တော်ဆဲတာမကောင်းဘူးကျွန်တော်ဆဲတယ်။နော်မကောင်းတာလုပ်တဲ့သူမှန်သမျှကခွေဖြစ်တယ်။ကြားစားတယ်။နောက်တစ်ခုကဝက်ဒီတက်ဆာရှုနေလူမြတ်ဟုတ်မတော်စဖို့ထူသူနဲ့ပြည့်စုံတယ်။ဒါမကောင်းမှသိရတာနဲ့တွေ့တဲ့အခါမြင်တဲ့အခါမှာလှုပ်ချင်တဲ့စိတ်စီပေါ်လာတယ်။သွားထပ်လို့တယ်။တင်ကခွေပဲတင်ကဝက်ပဲ။ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာအရင်ကကျွန်တော်ကခွေပေါ့ပေါ့ဝက်ပေါ့။ဒါကြောင့်ဒီနေ့မကောင်းတဲ့အရာလှုပ်တဲ့သူမှန်သမျှကခွေဖြစ်တယ်။ မကောင်းတဲ့သူနော်အရာ တုတ်တဲ့သူမှတပြောက်ကဝက်ဖြစ်တယ်တကြောင်တင့်ကိုကြုံမွားပို့တယ်တတောင်းစားဘဝကိုပို့တယ်တကြောင်ဖရာသခင်ကကျွန်တော်ကိုတတောင်းစားဘဝကိုပို့တယ်ဖရာမဟုတ်ဘူးကျွန်တော်ကြုံဘဝကိုပို့တယ်ဖရာမဟုတ်ဘူးကျွန်တော်ကိုခွေးဘဝဝက်ဘဝကိုပို့တယ်ဖရာမဟုတ်ဘူးကျွန်တော်တို့ကိုအမြင့်ဆုံးသောဖရာအမြင့်ဆုံးသောသားဖြစ်တယ်ကောင်းကင်နိုင်ငံသားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်သခင်ကဖရာဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံသားဖြစ်တယ် 你手培养大别的，怎样子看个培养么好？不收饮料，怎样子看个？夜 <noise> 里、公夜的、十里的跑的么高嘞？夜里么怎么样个？怎样子看个？定不完嘞亏，喏 <music>，不话亏不话，就莫话在长沙过不了去的。但叫某一日夜里啥到啥天阿片，就侬会不话么？收收的夜里，哪里么改变嘞？家长么表示喏，讲硬喏，一夜走路，一夜龙么走路，喏。 ဆက်လေးတောက်လို့ငရေမကြောက်ကိုင်းရဆောင်ငရေမကြောက်ဖះပြောတာတစ်ကောခန်းကြီးငါခန်းငယ်ငါမထိုသူကြီးဝိညာဉ်ကြီးယေရှုခရစ်နည်းရတဲ့ကဲတင်ချင်းရမည်သူကိုခန္ဓာကိုပြက်စီသူ့ကိုစံတန်လက်ထက်သူအလိုက်သူရဲ့ဘဝတည်းမှာမတည်တည်မနဲ့တည်သွားတယ်ဒီနေ့ယောဂါတွေရသွားတယ်အရက်တောက်လို့အရက်သမားတွေနော်လေဖြတ်သွားတယ်သူအများကြီးတယ်တချို့တွေကကိုင်းရစားမြောင်းတော့ရောကြောက်ကတဲတာတို့တော့ဒီမှာသွေးကြောတွေလေကြောတွေမကောင်းလားတို့လေးလံသွားတာတို့တော့အမျိုးမျိုးယောဂတွေ ော့စနေတောက်ချင်းဒီကျမ်းမာယူကိုစူဝါဆိုတော့အထက်ကနေတဲ့ရေးရတယ်နော်တော့ကိုရစားချင်းဒီစူဟောကျမ်းမာယူကိုစူဝါဆိုတော့အထက်ကနေတဲ့တော့ကျွန်တော်တို့စားနေတဲ့တောက်နေတဲ့အရာဒီမှာတ냐ကကိုယ့်ရဲ့ယောဂါတွေဖြစ်စေတယ်တော့ကြောင့်အဲ့ဒီအရာအပြစ်ခန္ဓာကိုယ်ကြီးကိုပြက်စီးသွားပြီးတော့မတည်တည်ပဲနဲ့တည်သွားတယ်ကျွန်တော်ကောင်းကြီးဖရာရဲ့ကောင်းကြီးကိုမခံစားနဲ့ကျွန်တော်အပြစ်နော်ဘဝကြီးပြက်သွားတာဖြစ်တယ်ဒီနေ့ ဲရောက်လာတချို့ကထောင်ထဲရောက်သွားတယ်တချို့ကမတည်သေးမဲ့တည်သွားတချို့ကတော့ခန္ဓာကိုယ်မှာကျွန်တော်ဒုက္ခိတတွေဖြစ်သွားတယ်ဒါကြောင့်မို့ရင်းမူးရစီဝါတောက်ဆွဲခြင်းဒီတဲ့နော်ဖျားသခင်အသားမဟုတ်ဘူးအဲ့ဒါကလောကသားဖြစ်တယ်ဖျားဆိုင်ဖျားသခင်နဲ့ဆိုင်တော့သူမဟုတ်ဘူးကျမ်းစာထဲမှာပြောတဲ့ဟေရှာယအခန်းကြီး28အခန်းငယ်3မှာအယက်သမားတွေကိုဖျားသခင်ရတယ်ဗျာနော်တရဖူပေးရတယ်နော်မူးရတရဖူတဲ့နော်တရဖူပေးတာသူတို့ကိုချီးမြှောက်တာတဲ့နော်ဖျားဇာဒမာနကအယက်သမားတွေတဲ့တရဖူ နော်မူရတရပုဒါကြောင့်မို့ယနေ့ကျွန်တော်အသက်တာမှာတကယ်ရည်ကြီးတယ်ဒါကြောင့်မကောင်းတဲ့အရာတွေမှန်တယ်မြတ်ကိုလက်နဲ့မတို့ပါနဲ့သင်ကဖျားသားဖြစ်တယ်ဆိုရင်ဖျားဘုံထင်စားမှာဖြစ်တယ်ဒါကြောင့်ယအယက်တမားကဒီမှာဖြစ်သူ့မှာလည်းသူ့ရဲ့အသက်တာထဲမှာသွားကြည့်ပါနော်သူတို့ရဲ့မိသားစုဘာတွေတွေ့ရလဲစိတ်ဆင်းရဲတယ်စိတ်ပြည့်တယ်ဝမ်းနေခြင်းတွေတွေ့ကြုံနေရတယ်အမျိုးမျိုးပေါ့နော်ဘဝမှာဝမ်းမြောက်ခြင်းမရှိဘူးကျွန်တော်စိတ်ချမ်းသာမယ်လို့ ပျော်ရွှင်မယ်လို့ကြော်လောက်တိုင်းနောက်ဆိုတော့ပါလဲစိတ်ပြက်စိတ်ဆင်းရဲနေကြပြစ်ကြပါလေ။ဒါကြောင့်ဖရာဘိုးတော်မခင်စားဘူး။ဒါကြောင့်ဒီနေ့ကျွန်တော်အရက်တောက်ချင်အဖြစ်ဖရာကိုယ်ကိုဆုတ်ချတယ်။ကျွန်တော်ဖရာဖန်ဆင်းတာကဖရာပါပြောလဲဆိုတော့တစ်ကောအခန်းကြီး6ခန်းငယ်နဲ့ဆက်မှာတင်တို့ကိုအဖိုးနဲ့ဝယ်တော်မူသောသူဖြစ်တော်ကြောင့်ဖရာသခင်ပန်တော်မူသောတင်တို့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုဖရာခင်ကိုတော်ကိုထင်ရှားစေကြလော့ကျွန်တော်တို့အတ္တတော်မှာဖရာကိုယ်ကိုထင်ရှားဖို့လိုတဲ့ခန္ဓာကိုစိတ်ဝိညာဉ်အားဖြင့်ကျွန်တော်တို့ကိုကြည်ကျင်အားဖြင့် ကျွန်တော်အသက်တာကိုယူလူသွားမြင်ခြင်းအပြင်ဖရာသခင်အသက်ရှင်တဲ့ဖရာဆိုတာကိုမြင်ပြဖို့အတွက်ကျွန်တော်ရွေးကောက်တာတာဖြစ်တယ်။အာမင်။ဒါကြောင့်မို့ဒီနေ့ဖရာသခင်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဒီဒူးဆက်ဒီဇာတမနာလက်နဲ့တွေကသင်တဲ့လုံးဝမဆိုင်ဘူး။ဖရာသားကတော့ဒူးဆက်ကိုဆော့ဆော့တတယ်။ဖရာနဲ့ဆက်ဆက်တယ်ဆိုဖရာလက်ထဲမှာရှိတယ်။အယက်သမားတွေရဲ့ဘဝကဇာတမနာလက်ထဲမှာရှိတယ်။ဒါကြောင့်မို့တင်ကဘဒုသားလဲ။ ဖျားသားလာလောကသားလာဒီနေ့ခြာနာပြီးတော့တည်ရမယ့်အခြေဖြစ်တယ်ကျွန်တော်ဘွားမှာရွေးချယ်ရမယ့်အခြေဖြစ်တယ်တော့တင်းဘွားပါယခုကယခုနောင်တာရမယ်ဆိုရင်တော့မပြက်စီဘူးနော်တင်းတို့ဒီတာရွေးအဖြစ်စီတင်းတို့ရှိမှနောင်တာမရဘူးဆိုရင်တော့ပြက်စီမှာပဲကျောနောင်တာနှမျိုးရှိတယ်စန်းတာဝိတ်ကမှန်းမှန်းသိရတာနဲ့သူမလုပ်တော့ဘူးအတားကစစ်မှန်သောနောင်တာဒီနေ့စန်းစုပ်ကနော်အားအင်းနေမရှိတော့ဘူးမျက်လုံးတွေကန်းသွားမှနော်နောင်တာရနောက်ကျသွားပြီ ်တင်လဲအရက်တောက်တဲ့ဟာအေးစေးပေါ်လေဖြတ်သွားမှနောင်တရမလားဒါမှမဟုတ်เนาะတင်ဒုက္ခိတရောက်မှနောင်တရမလားเนาะဒီအချိန်မှာဆိုရင်တင်တဲ့အချိန်ရှိသေးတယ်เนาะဒါကြောင့်တင်ရွေးချယ်ပါဒီအချိန်ကနောက်ဆိုသောကာလဖြစ်တဲ့ကြောင့် မနေ့ပြန်ဘာဖြစ်မလဲဒီနေ့ဘာဖြစ်မလဲဆိုတာမသိဘူးဒါကြောင့်မသိသေးတော့မနေ့ပြန်မှာအရင်နေ့မနေ့ပြန်ကိုပန်တဲ့ဖျားစီကိုပြင်ပြန်လာမယ်စစ်မှန်တဲ့နောင်ဒါနဲ့ပြန်လာမယ်ဆိုတော့တင့်ရတတ်တာမှာနော်စစ်မှန်တဲ့ကောင်းကြီးနဲ့တင်ခန်းစားရမယ်ဆိုတာကိုလည်းပြန်လည်ရခွာပြေးခြင်းနဲ့ကျေးဇူးတင်တယ်ဖျားကောင်းကြီးပြပါစေအာမင်